ါတယ် line comment နဲ့ကျွန်တော်ကမြန်မြန်ပြောမှာမြန်မြန်ပြောပြီးမြန်မြန်နှစ်ခေါက်လောက်ပဲပြန်ပြောမှာဒိတ်ဆွေမှုနည်းနေပါတယ်နည်းနေပါတယ်နှေးနေပါတယ်တဲ့မင်္ဂလာပါတဲ့အဲမင်္ဂလာပါအားလုံးကိုမင်္ဂလာပါကြီးခဲ့သူအားလုံးကိုမင်္ဂလာပါလို့ဒီကုံပြန်ထည့်ပြီဒီသုံးကိုပြန်ထည့်မှာပရိသုံးထည့်မှာဒါက၄ဆိုတဲ့တမိုင်းကဒါရှုပ်မှာကြောင့်ဒီသုံးလုံးလေးပညာခိုက်ဒီသုံးလုံးလေးအဲ့ဒီချိန်မှာဒီသုံးလုံးလို့ပြန်လေးတဲ့အဲ့ဒီလေးကလည်းဒီသုံးလုံးပြန်လေးဒီဒီလေးဒီသုံးလုံးလေးလို့ထည့်တာနဲ့ဒီသုံးလုံးလေးလို့ထည့်တယ် အဲ့ဒီခါမှာဒီသုံးလုံးလေးလို့ထည့်တယ်အဲ့ဒီခါမှာလည်းဒီသုံးလုံးဒီသုံးလုံးလေးကိုဒီသုံးလုံးလေးဒီသုံးလုံးလေးဒီအဲ့ဒါလေးထိပ်ကဒီရောက်မှာအဲ့ဒီလေးကြောင့်နော်အဲအားလုံးလိုင်းကောင်းရင်ကြည့်အောင်အဲ့ဒါချန်ထားခဲ့ပြီရှင်နှလုံးသည်နှစ်ရှင်နှလုံးသည်နှစ်လို့ထိပ်နှစ်ရှင်နှလုံးသည်နှစ်လို့ဖြစ်တာနဲ့ရှင်နှလုံးသည်နှစ်နှစ်လို့ရေးထားတယ်အဲ့ဒီမှာသုံးလို့ထိပ်အဲနောက်တစ်ခါလည်းအဲ့သုံးထိပ်ကနေလို့ရှင်နှလုံးလို့နော်ရှင်နှလုံးသည်နှစ်နှစ်လို့ရေးထားတယ်အဲ့ဒီမှာသုံးထိပ်နောက်တစ်ခါအဲ့ဒီသုံးထိပ်ကနေလို့ရှင်နှလုံးသည်နှစ်လို့ရေးထားတယ်အဲ့ဒီမှာသုံးထိပ် အဲဒီ၃ထိပ်ကနေဒီ၃လုံးဒီ၃လို့ရိုက်တယ်ဒီ၃ထိပ်ကနေဒီ၃လုံး၃လို့ရိုက်တယ်ဒီ၃ထိပ်ကနေဒီ၃လုံးလို့၃လို့ရိုက်တယ်အဲ့ဒီအချိန်မှာဒီ၃လုံး၃ရဲ့နောက်မှာဒီထိပ်နဲ့ပိတ်နဲ့၃ညာကို၃ညာခါလို့ထဲ့တယ်ဒီ၃လုံး၃ရဲ့နောက်မှာထိပ်နဲ့ပိတ်နဲ့၃ညာကို၃ညာခါလို့ထဲ့တယ်ဒီလုံးဒီ၃လုံး၃ရဲ့နောက်မှာထိပ်နဲ့ပိတ်နဲ့၃ညာကို၃ညာခါလို့ထဲ့တယ်အဲ့ဒီ၃ညာကိုသူ့ရဲ့နောက်တစ်ခုနကဘရိတ်လေးအဲ့ဒီ၃ညာကို၆လို့ပိတ်တာနဲ့၄လို့ထိပ်တာနဲ့ဒီ၃ညာကိုပြန်ကြည့်တယ် အဲ့ဒီ၃ညကို6လို့ပိတ်တယ်နဲ့၄လို့ထိတ်တယ်နဲ့ဒီ၃ညကို၃ညလို့ပြန်ဖြည်တယ်အဲ့ဒီ၃ညကို6လို့ပိတ်တယ်နဲ့၄လို့ထိတ်တယ်ဒီ၃ညကို၃ညလို့ပြန်ဖြည်တယ်နော်အဲ့နှစ်ပြန်ထဲကြတော့လိုင်းကကောင်းလားနော်လိုင်းကကောင်းလားအပူးပဲပေါက်တယ်ဆရာမျိုးဟုတ်ကဲ့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 အလုံးမဲ့လိုင်းကောင်းတယ်နော်ကျွန်တော်မြန်မြန်ပြောမဲ့လူတယောက်ဆိုတော့လိုင်းကောင်းပါလေအဆင်ပြေမဲ့လိုင်းမကောင်းရင်တော့ရှင်မပြေဘူးထင်တယ် ကဲထပ်ပြောမယ်ထပ်ပြောပြီးနောက်ဒီနားလေးထပ်ပြောပြီးအဲ့ဒီသုံးလေးတွေကိုလည်းနဲ့အုံလောက်တဲ့တော့လည်းမှတ်မှတ်စေခြင်းတယ်နော်သုံးလေးဒီမှတ်အဲသွားမှာပဲဒီလိုက်မကျင်တော့တင်ခွက်ကတော့မဖြစ်နိုင်ဘူးထင်တယ်အဲဒီနှလုံးဒီနှစ်နှစ်လို့ရေးထားတယ်အဲ့ဒီမှာဒီရှင်းနှလုံးဒီနှစ်နှစ်လို့ရေးထားတယ်အဲ့ဒီမှာသုံးထိတ်လို့ရိုက်တယ်အဲ့ဒီသုံးထိတ်ကနေရှင်းနှလုံးဒီနှစ်နှစ်လို့ရေးထားတယ်အဲ့ဒီမှာသုံးထိတ်လို့ရေးထားတယ်အဲ့ဒီမှာလည်းရှင်းနှလုံးဒီနှစ်နှစ်လို့ရေးထားတယ်အဲ့ဒီမှာသုံးထိတ်လို့ရိုက်ရေးထားတယ် အဲ့ဒီဒီ၃ထိပ်ကနေဒီ၃လုံး၃လို့ရိုက်တယ်ဒီ၃ထိပ်ကနေဒီ၃လုံး၃လို့ရိုက်တယ်ဒီ၃ထိပ်ကနေဒီ၃လုံး၃လို့ရိုက်တယ်အဲ့ဒီ၃ထိပ်ရဲ့နောက်မှာထိပ်နဲ့ပိတ်နဲ့၃ညအဲ့ဒီ၃ညသည်ခါ၃ညလို့ထည့်ရတယ်၃နော်ဒီ၃လုံး၃ရဲ့နောက်မှာထိပ်နဲ့ပိတ်နဲ့၃ညအဲ့ဒီ၃ညသည်ခါလို့ထည့်ရတယ်ဒီ၃လုံး၃ရဲ့နောက်မှာထိပ်နဲ့ပိတ်နဲ့၃ညအဲ့ဒီ၃ညသည်ခါလို့ထည့်ရတယ်ဒီ၃လုံး၃ရဲ့နောက်မှာထိပ်နဲ့ပိတ်နဲ့ဒီ၃ညအဲ့ဒီ၃ညသည်ခါလို့ထည့်ရတယ်အဲ့ခါ၃ညကို၆လို့ပိတ်တာနဲ့၄လို့ထည့်တယ် 6နဲ့4နဲ့3ည3ညကိုပြန်ဖြည့်တယ်အဲ့ဒီ3ညကနေ6လို့ပိတ်တာနဲ့4လို့ထိတ်တယ်6နဲ့4နဲ့ဒီ3ည3ညကိုဖြည့်တယ်အဲ့ဒီ3ညကနေ6လို့ပိတ်တာနဲ့4လို့ထိတ်တယ်6နဲ့4နဲ့ဒီ3ညလို့ဖြတ်တယ်အဲ့ဒီမှာနှစ်စရာပြန်ရှင်းမယ်အဲ့ဒီမှာ3ညခါးကနေ3ညခါးကနေနှစ်ခါးလို့ထည့်မယ်အဲ့ဒီနှစ်စရာ3ညခါးကနေနှစ်ခါးလို့ထည့်မယ်3ညခါးကနေနှစ်ခါးလို့ထည့်မယ်နောက်တစ်ခါအဲ့ဒီနှစ်စရာကိုအဲ့ဒီနှစ်ခါးကနေထိတ်နဲ့ပိတ်နဲ့နှစ်လို့ရိုက်မယ်အဲ့ဒီနှစ်ခါးကနေထိတ်နဲ့ပိတ်နဲ့နှစ်လို့ရိုက်မယ် အဲ့ဒီနှစ်ခါကနေထိမ့်နဲ့ပိနေနှစ်လို့ညိုက်မယ်အဲ့ဒီနှစ်ဒီတပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်6ပင်မှာနှစ်ခါလို့ပြန်ထည့်မယ်အဲ့ဒီနှစ်ဒီတပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်6ပင်မှာနှစ်လို့ပြန်ခါထည့်မယ်အဲ့ဒီနှစ်ဒီတပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်6ပင်မှာနှစ်ခါလို့ပြန်ထည့်မယ်နော်ဒီနှစ်ခါကိုနှစ်ခါလို့ပြန်ထည့်မယ်ဒီနှစ်ခါကိုနှစ်ခါလို့ပြန်ထည့်မယ်ဒီနှစ်ခါကိုနှစ်ခါလို့ပြန်ပြန်မယ်ကောင်းပါလေတဲ့မြန်တယ်နော်ပြောတာမြန်တယ်အဲ့ဒီသုံးနေကြဒါကြောင့်မို့ပြီးရဲ့ဘက်ကကြာသေး ကောင်းတယ်နော်လိုင်းကကောင်းတယ်နော်ဒါမွေးကနေမွေးကနေခင်ဗျားတို့နှုတ်တော့ကြွသူ့ရှိတိုင်းသွားပါပဲခင်ဗျားတို့မကြိုက်တော့ဂျပန်ထက်ဂျပန်သွားပါနော်ဂျပန်လောက်ကြကောင်းတယ်နော်လိုင်းကကောင်းတယ်ကြွကစကားပြောမှန်းလည်းမှတ်မထားဘူးအဲ့ဒါသွားမှာပဲအဲ့ဒီသုံးထိတ်လေးတွေပြန်ထည့်ကြရအောင်ကြည့်နော် ကဲမင်္ဂလာပါအားလုံးပဲနော်ကဲနောက်ဒီစကားပြောမယ် line မကောင်းတဲ့လူတွေအတွက် line ကောင်းထည့်လို့ရှိရင်လည်းတကားလေးပြောတဲ့အခါကျဒါကြောင့်ထက်ခါထက်ခါပြောတယ်လူရင်မရောက်ဘူးအဲ့လိုလူရင်မရောက်ရင်မကြည့်နဲ့ဒီရှင်းနှလုံးဒီနှစ်နှစ်လို့ရေးထားတဲ့၃လို့ထိတ်တယ်အဲ့ဒီ၃ထိတ်ကနေရှင်းနှလုံးဒီနှစ်နှစ်လို့ရေးထားတဲ့၃လို့ထိတ်တယ်အဲ့ဒီ၃ထိတ်ကနေရှင်းနှလုံးဒီနှစ်နှစ်လို့ရေးထားတဲ့၃လို့ထိတ်တယ်ဒီ၃ထိတ်ကိုဒီ၃လုံး၃လို့ရိုက်တယ်ဒီ၃ထိတ်ကိုဒီ၃လုံး၃လို့ရိုက်တယ်ဒီ၃ထိတ်ကိုဒီ၃လုံး၃လို့ရိုက်တယ်အဲ့ဒီ၃လုံး၃ရဲ့နောက်မှာထိတ်နဲ့ပိတ်နဲ့၃ရကို၃ရခါလို့ ထည့်တယ်။အဲ့ဒီ၃လုံး၃ရက်နောက်မှာထိတ်နဲ့ပိတ်နဲ့၃ညကို၃ညခါလို့ရိုက်တယ်။အဲ့ဒီ၃လုံး၃ရက်နောက်မှာထိတ်နဲ့ပိတ်နဲ့၃ညကို၃ညခါလို့ရိုက်တယ်။အဲ့ဒီ၃ညခါကို၆လုံးပိတ်တာနဲ့၄လုံးထိတ်၆နဲ့ပိတ်၄နဲ့ဒီ၃ညဖြည့်တယ်။အဲ့ဒီ၃ညခါကနေ၆လုံးပိတ်တာနဲ့၄လုံးထိတ်၆နဲ့၄နဲ့၃ည၃ညခါကိုဖြည့်တယ်။အဲ့ဒီ၃ညခါကနေ၆လုံးပိတ်၄လုံးထိတ်၆နဲ့၄နဲ့ဒီ၃ည၃ညလို့ဖြည့်တယ်။အဲ့ဒီမှာနှစ်စရာ၃ညခါကနေနှစ်လုံးခါတာနဲ့ထိတ်နဲ့ပိတ်နဲ့နဲ့အဲ့ဒီရဲ့အောင်မှာပညာကိုက်မှာဒီနှစ်ခါကနှစ်ခါလို့ပြန်ထည့်တယ်။ ၃ညာခါကနေနှစ်လို့ခါတာနဲ့ထိနေပိနေနဲ့အဲ့ဒီနှစ်ခါကပညာကိုင်းမှာနှစ်လို့ပြန်ကားတယ်။၃ညာခါကနေအင်း၃ညာခါနေနှစ်လို့ခါအဲ့ဒီမှာထိနေပိနေနဲ့အဲ့ဒီနှစ်ခါကိုဒီမှာနှစ်ခါလို့ထည့်တယ်။အဲ့ကြသုံးထိတ်ထည့်အောင်။ဒီကခုနကဒီကဒီသုံးထိတ် သုံးထိတ်သုံးထိတ်ကိုအဲ့မှာနှစ်ခါလို့တွေ့တာနဲ့သုံးလို့ထိတ်ထည့်တယ်။နော်။အဲ့ဒီနှစ်ခါလို့တွေ့တာနဲ့သုံးလို့ထိတ်ထည့်တယ်။ဒီကသုံးထိတ်ဒီသုံးထိတ်သုံးထိတ်သုံးထိတ်ပရိသုံးပရိသုံးလေးတဲ့။အဲ့ဒီနှစ်ခါကနေ နှစ်ခန်းခွားနဲ့သုံးလို့ထိတ်တယ်နှစ်ခန်းခွားနဲ့သုံးလို့ထိတ်တယ်နှစ်ခါထိတ်နေပိတ်တဲ့နှစ်သုံးလို့တစ်ချက်ပြန်ထိတ်မယ်နော်အဲ့ဒီသုံးကြောင့်ပြီးရဲ့ဘက်ကသုံးတယ်မပိုင် ပေါက်သိမ်းဖြစ်ဘူးအဲ့လိုပြောတယ်အဲ့လိုဖြစ်ပြီးကျွန်တော်တို့စက်ကြည့်လိုက်အောင်စက်ကြည့်လိုက်တော့အဲ့မှာသုံးထိတ်ကနေဒါရှစ်ဖြီးတာသုံးထိတ်ကနေ၅လို့ထိတ်ထဲမယ်သုံးထိတ်ကနေ၅လို့ထိတ်ထဲမယ်သုံးနဲ့၅နဲ့ရှစ်သုံးထိတ်ကနေ၅လို့ထိတ်ထဲမယ်အဲ့ရှစ်တရားရှင်းမယ်အဲ့လိုဖြစ်မှသူ့ရဲ့အောက်က၄ထိတ်ကဘယ်က၄ထိတ်လဲဒီက၄ထိတ်လို့ဂျွန်းပြတယ် သူ့ရဲ့အောက်က၄ထိပ်ကဘဲက၄ထိပ်လဲဒီက၄ထိပ်ကိုဂျွန်းပြတ်ချတယ်။သူ့ရဲ့အောက်က၄ထိပ်ကဘဲက၄ထိပ်လဲဂျွန်းပြတ်ချတယ်။အဲ့ဒီ၄ထိပ်ကဘဲက၄ထိပ်လဲ brake ၄ကို၄ထိပ်တယ်။အဲ့ဒီ၄ထိပ်ကဘဲကအဲ့ဒီ brake တော်ကြီးနော်။ဟုတ်ပြီနော်။အဲ့လိုဖြစ်ပြီနော်။ရှင်းပြီလား။ရှင်းလားနော်။၃ထိပ်ရင်အောက်မှာ၅လို့ထိပ်တယ်။နော်။နှစ်ထိပ်၃ထိပ်ရင်အောက်မှာ၅လို့ထိပ်တယ်။ sorry နှစ်ကား၃ထိပ်၃ထိပ်ရင်အောက်မှာ၅လို့ထိပ်တယ်။နှစ်ကား၃ထိပ်၃ထိပ်ရင်အောက်မှာ၅လို့ထိပ်တယ်။ နှစ်ကားသုံးထိပ်သုံးထိပ်အောင်မှာ၅ထိပ်၅လို့ထိပ်တယ်အဲ့ဒီ၅ထိပ်အောင်မှာ၄ထိပ်ဆိုတဲ့ကဏ္ဍဒီဒီက၄ထိပ်ကို၄ထိပ်လို့ဖြုတ်တယ်၅ထိပ်အောင်မှာ၄ထိပ်ဆိုတဲ့ကဏ္ဍဒီဒီက၄ထိပ်ကို၄ထိပ်လို့ဖြုတ်တယ်၅ထိပ်အောင်မှာ၄ထိပ်ဆိုတဲ့ကဏ္ဍဒီဒီက၄ထိပ်ကို၄ထိပ်လို့ဖြစ်တယ်၅နဲ့၃နဲ့၈ကို၈စရာပြန်ဖြည်မယ်အဲ့လိုဖြစ်ပြီးမှ သူ့ရဲ့နောက်တန်းမှာ၄နဲ့၅နဲ့၄ထိပ်၅ထိပ်၆ပြန်ဖြည်တော့မှ လေးထိတ်ငါးထိတ်လေးထိတ်ခွန်လို့ပိတ်တာအဲ့ဒီသုံးလုံး၆ခုဒီ၆ပိတ်ကိုပြန်ဖြည်တဲ့အဲ့ဒီမှာ sorry ငါးထိတ်လေးထိတ်ခွန်လို့ပိတ်တာနဲ့၆ဒီ၆ခုလာတဲ့ငါးထိတ်လေးထိတ်ခွန်လို့ပိတ်တာနဲ့၆ဒီ၆ခုလာတဲ့ငါးထိတ်လေးထိတ်ခွန်လို့ပိတ်တာနဲ့၆ဒီ၆ခုလာတဲ့ဟဲ့လားအဲအဲ့လိုဖြစ်ပြီးမှသူ့ရဲ့နောက်တနေ့မှအဲ့ဒီခွန်ပိတ်ဒီခွန်ခါလို့ထဲတာနဲ့ဒီနှလုံးဒီလေးဖြစ်မယ်အဲ့ဒီခွန်ပိတ်ဒီခွန်ခါလို့ဖြစ်တာနဲ့ဒီနှလုံးဒီလေးဖြစ်မယ် ဲ့ဒီခွန်ပိတ်ဒီခွန်ခါလို့ထဲတာနဲ့ဒီနှလုံးဒီလေးဖြစ်မယ်အဲ့လိုလေးလို့ဖြစ်တဲ့ချိန်မှာရှစ်စရာလေးတွေဇာလန်းလေးရှစ်စရာလေးတွေဖြီးရအောင်နော်အဲ့ဒီမှာပရမဒီခွန်ခွန်ခါကနေထိတ်နဲ့ပိတ်နဲ့ရှစ်9နဲ့3နဲ့8ကိုထိတ်နဲ့ပိတ်နဲ့ရှစ်နော်ခွန်ခါကနေထိတ်နဲ့ပိတ်နဲ့ရှစ်ရှစ်ရေးပြလိုက်အောင်နော်9နဲ့3နဲ့8ကိုထိတ်နဲ့ပိတ်နဲ့8အဲ့ဒီခွန်ခါကနေထိတ်နဲ့ပိတ်နဲ့8 9နဲ့3နဲ့8ကို8လို့ကစားတယ် အဲ့မှာနော်ခွန်ခါးကနေထိမ့်နဲ့ပိတ်နဲ့ရှိတက်လို့ခါတယ်ခွန်ခါးကနေထိမ့်နဲ့ပိတ်နဲ့ sorry ခွန်ခါးကနေထိမ့်နဲ့ပိတ်နဲ့ရှိတက်လို့ပိတ်တယ်ခွန်ခါးကနေထိမ့်နဲ့ပိတ်နဲ့ရှိနှစ်လို့ပိတ်တယ်ခွန်ခါးကနေထိမ့်နဲ့ပိတ်နဲ့ရှိသုံးလို့ပိတ်တယ်သုံးပိတ်တစ်ပိတ်နှစ်ပိတ်ဒီထိမ့်နဲ့ပိတ်နဲ့ရှိကိုတစ်ပင်နှစ်ပင်သုံးပင်လေးပင်၅ပင်၆ပင်9ပင်10ပင်မှဒီသုံးလုံးရှစ်လို့ရိုက်တယ်နော် ဒီထိတ်နဲ့ပင်နဲ့ရှစ်ကိုတပင်နှစ်ပင်သုံးပင်လေးပင်၅ပင်၆ပင်ခုနှစ်ပင်ဒီသုံးလုံးရှစ်လို့ရိုက်တယ်ဒီထိတ်နဲ့ပင်နဲ့ရှစ်ကိုတပင်နှစ်ပင်သုံးပင်လေးပင်၅ပင်၆ပင်ခုနှစ်ပင်ရှစ်ပင် sorry ဒီသုံးလုံးရှစ်တောင်ဖြစ်နေပြီခင်ဗျာခဏလေးခဏလေးကလေးတို့ခဏလေးလူကြီးတို့ခဏလေးဟာ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 ရှစ်စင်းရှစ်စင်းစီ ရှင်းနေချက်ကတော့ခင်ဗျားတို့ကြော်ချတာချက်ကလည်းပြောပြောခြင်းနဲ့ပြောခြင်းနဲ့ပြောခြင်းနဲ့ခဏလေးခဏလေးနော်အဲ့နေရာလေးကခင်ဗျားတို့ရှစ်ရှစ်ရှစ်တင်နေမှားမှာကြောင့်အောင်းမယ်အောင်းမယ်ခဏလေးဖြစ်လာဦးမယ်အဲအဲဟုတ်ပြီအဲဟုတ်ပြီ အဲဒီထိတ်နဲ့ပိတ်နဲ့ရှစ်ကိုတပင်နှစ်ပင်အဲဒီထိတ်နဲ့ပိတ်နဲ့ရှစ်ကိုတပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်၆ပင်ခုနှစ်ပင်ရှစ်ပင်မှာထိတ်နဲ့ပိတ်နဲ့ပြန်ရှစ်တယ်ဒီထိတ်နဲ့ပိတ်နဲ့ရှစ်ကိုတပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်၆ပင်ခုနှစ်ပင်ရှစ်ပင်မှာထိတ်နဲ့ပိတ်နဲ့ပြန်ရှစ်တယ်ဒီထိတ်နဲ့ပိတ်နဲ့ရှစ်ကိုတပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်၆ပင်ခုနှစ်ပင်ရှစ်ပင်မှာထိတ်နဲ့ပိတ်နဲ့ပြန်ရှစ်တယ်အဲ့ဒီထိတ်နဲ့ပိတ်နဲ့ရှစ်လို့ဖြစ်တာနဲ့ခုနကသုံးပယုတ်စီကသုံး အဲ့ဒီမှာထိတ်နဲ့ပိတ်နဲ့ရှစ်ဆိုရဲငန်းဖြစ်တာနဲ့အဲ့ဒီမှာဒီက၄ပိတ်ကို၄လို့ပိတ်တာနဲ့ခုနက၃ကိုနောက်ပေါင်းဆုံးလို့ရိုက်တယ်ထိတ်နဲ့ပိတ်နဲ့ရှစ်ဖြစ်တာနဲ့ဒီက၃ပိတ်ကို၃လို့ပယုတ်စီပိတ်တာနဲ့နောက်ပေါင်း၃လို့ရိုက်တယ်ထိတ်နဲ့ပိတ်နဲ့ရှစ်ကိုဖြစ်တာနဲ့အဲ့မှာဒီက၃ကို၃လို့ပိတ်တာနဲ့နောက်ပေါင်းက၃ဒါလေးနောက်ပေါင်း၃ဒါနောက်ပေါင်း၃ဒါနောက်ပေါင်း၃အဲ့လိုနောက်ပေါင်း၃လို့ဖြစ်တာနဲ့နောက်ပေါင်း၃လို့ဖြစ်တာနဲ့ဒီထိတ်၃လုံးဒီ၃လို့ရိုက်တယ်နောက်ပေါင်း၃လို့ဖြစ်တာနဲ့ထိတ်၃လုံးဒီ၃လို့ရိုက်တယ် နောက်ပေါင်းသုံးလို့ဖြစ်တာနဲ့ပယုတ်စီသုံးထိတ်အဲ့သုံးတော့ပေါင်းခြင်းသုံးတာမပါဘူးလို့ပြောတာဟုတ်ပြီနော်ရှင်းနေတော့အတန်အတန်အတန်တော့ဝင်ပြီအဲ့ဒီသုံးလို့ဖြစ်တာနဲ့အဲ့ဒီသုံးဒီထိတ်သုံးလုံးသုံးလို့ဖြစ်တာနဲ့ဒီကြာသီးဒီခါသုံးလုံးသုံးလို့ထဲ့တယ်ထိတ်သုံးလုံးသုံးလို့ဖြစ်တာနဲ့ဒီကြာသီးဒီခါသုံးလုံးသုံးလို့ထဲ့တယ် ထိတ်သုံးလုံးသုံးလို့ဖြစ်တာနဲ့ဒီကြာသီးသီးခါသုံးလုံးသုံးလို့ထည့်တယ်အဲ့ဒီမှာဒီကြာသီးထပ်သုံးအောင်မယ်ဘာကြောင့်ဒီကြာသီးသုံးမယ်ဆိုရင်၄ခအဲ့ဒီသုံးသည်သူ့ပေါ်မှာနှလုံးပေါင်း၃တန်ဖြစ်ရမယ်နှလုံးပေါင်း၃တန်ဖြစ်ရမယ်နှလုံးပေါင်း၃တန်ဖြစ်ရမယ်ရှုပ်မြန်သွားပြီလားရှုပ်သွားပြီလားမှန်နော်ဒီထိတ်နဲ့ပိတ်နဲ့သုံးကိုသူ့မှာနောက်ပေါင်းအဲထိတ်နဲ့ပိတ်နဲ့ရှင်းနောက်ပေါင်းသုံးကိုဒီ၄ပိတ်က၄ပိတ်ထိတ်နဲ့ပိတ်နဲ့ရှင်းနောက်ပေါင်းသုံးကိုဒီ၃ပိတ်က၃ပိတ် ထိတ်နေပိတ်နေရှိနောက်ပေါင်းသုံးခုဒီသုံးပိတ်ကသုံးပိတ်အဲ့ဒီအောက်မှာနောက်ပေါင်းသုံးခုထိတ်သုံးလုံးသုံးနဲ့9ရက်9ရက်3ရက်3နဲ့နောက်ပေါင်းသုံးခု10ရက်9ရက်6ရက်3နဲ့နောက်ပေါင်းသုံးခု4ရက်6ရက်3ရက်3နဲ့ဟလာအဲ့ဒီသုံးခုကြည့်လိုက်တဲ့အခါကျခုနကလာတဲ့ဗရိတ်သုံးသုံးထိတ်တွေကနေအဲ့ဒီဒီသုံးတွေရောဇရာတွေကြာစည်းဆိုတဲ့ကဏ္ဍ6ကြံနေတဲ့အဲ့ဒီသုံးကနေဖြစ်တဲ့ကဖြစ်တဲ့အခါကျတော့၄နှစ်လောက်ခါ၄လောက်ခါ၇လောက်ခါသုံးဖြစ်တဲ့ ခွန်လောကတစ်လို့ခွန်လောကတစ်လို့ကငါလောက၃ဖြစ်တဲ့ခွန်လောကကိုလောကခွန်လောက၃ဖြစ်တဲ့ခွန်လောကလေးလို့နှစ်လောက၄ခါမှ၃မဲ့အဲ့ဒီတော့ပယုတ်စီ၆ကျန်းသာဒီ၆တစ်ချက်ကျန်းနေတော့ဘာဖြစ်လို့လဲဆိုစီနီယာရိုက်ထားတဲ့အချိန်မှာ၆ဖြစ်တော့အဲ့ဒီရဲ့နောက်မှာကဒီက၅ထိပ်ကိုခွန်လို့ထိပ်တာနဲ့ရှစ်လို့ပိတ်ဒီက၅ထိပ်တွေ့တာနဲ့ဒီမှာကနော်၅ထိပ်တွေ့ရတဲ့ရှစ်လို့ထိပ်တာနဲ့ခွန်လို့ပိတ်၅ ဒီက၅ထိပ်တွေနဲ့ကိုလိုထိပ်တဲ့နဲ့၆လိုပိတ်တဲ့၅เนาะအဲ့ဒါလေးကြော်ကြပါလေ၅ပြန်ဖြီသွားပြီ၅တော့၆တလုံးကျန်နေတယ်အဲ့၆ဖြီတာကျန်တယ်ဟောနော်အဲရှင်နှလုံးသည်နဲ့၃လိုထိပ်တယ်အဲ့ဒီ၃ထိပ်ကနေရှင်နှလုံးသည်နဲ့၃လိုထိပ်တယ်အဲ့ဒီ၃ထိပ်ကနေရှင်နှလုံးသည်နဲ့၃ထိပ်လိုရိုက်တယ် ဲ့ဒီက3ထိပ်ကိုဒီ3လုံး3လုံးရိုက်တယ်ဒီ3ထိပ်ကိုဒီ3လုံး3လုံးရိုက်တယ်ဒီ3ထိပ်ကိုဒီ3လုံး3လုံးရိုက်တယ်အဲ့3စရာတွေကိုမြက်ဖြတ်တာပဲအဲ့ဒီ pray ကအဲ့ဒီလိုဖြစ်ပြီးတော့မှဒီ3လုံး3ရဲ့နောက်မှာထိတ်နဲ့ပိတ်နဲ့3ညာကို3ညာခါထည့်တယ်ဒီ3လုံး3ရဲ့နောက်မှာထိတ်နဲ့ပိတ်နဲ့3ညာကို3ညာခါထည့်တယ်ဒီ3လုံး3ရဲ့နောက်မှာထိတ်နဲ့ပိတ်နဲ့3ညာကို3ညာခါထည့်တယ်အဲ့ဒီ3ညာခါလို့ဖြစ်တာနဲ့6လို့ပိတ်တာနဲ့4လို့ထိတ်6နဲ့4နဲ့3ညာ အဲ့ဒီ၃ညာကားပြစ်တာနဲ့၆လို့ပိတ်တာနဲ့၄လို့ဒိ၆နဲ့၄နဲ့၃ညာအဲ့ဒီ၄တကတည်းကပရိလေးတွေအဲ့၃ညာကားပြစ်တာနဲ့၆လို့ပိတ်တာနဲ့၄လို့ဒိ၆နဲ့၄နဲ့ဒီ၃ညာအဲ့တော့ဒီရှေ့နှစ်စရာကြံတာ၃ညာခါနေနှစ်ခါလို့ထဲတာနဲ့ထိမ့်နဲ့ပိတ်နဲ့နှစ်အဲ့ဒီနှစ်ခါကိုပညာကိုက်နှစ်လို့ပြန်ခါ၃ညာခါနေနှစ်ခါလို့ထဲတာနဲ့ထိမ့်နဲ့ပိတ်နဲ့နှစ်အဲ့ဒီနှစ်ခါကိုပညာကိုက်မှာနှစ်ခါ၃ညာခါကနေနှစ်ခါလို့ထဲတာနဲ့ထိမ့်နဲ့ပိတ်နဲ့နှစ်အဲ့ဒီနှစ်ခါကိုပညာကိုက်မှာနှစ်ခါဟုတ်ပြီ ဲ့လိုနှစ်ခါဂွားနေလို့ဖြစ်တာနဲ့သုံးလို့ထိတ်တယ်နှစ်ခါဂွားနေလို့ဖြစ်တာနဲ့သုံးလို့ထိတ်တယ်နှစ်ခါဂွားနေလို့ဖြစ်တာနဲ့သုံးလို့ထိတ်တယ်အဲ့နှစ်ခါနေငါးလို့ထိတ်နော်နှစ်ခါကနေမောင် sorry သုံးထိတ်ကနေငါးလို့ထိတ်တယ်သုံးထိတ်ကနေငါးလို့ထိတ်တယ်သုံးထိတ်ကနေငါးလို့ထိတ်တယ်ငါးနဲ့သုံးတဲ့သည်ရှစ်ငါးနဲ့သုံးတဲ့သည်ရှစ်ငါးနဲ့သုံးတဲ့သည်ရှစ်အဲ့ရှစ်မို့လို့ငါးနဲ့သုံးတဲ့ရှစ်မို့ငါးထိတ်ရအောင်မှာလေးထိတ်အဲ့ဒီလေးထိတ်ကဒီကလေးထိတ်ငါးထိတ်ရအောင်မှာလေးထိတ်အဲ့ဒီလေးထိတ်ကဒီကလေးထိတ်ဟဲ့လား ငါးထိပ်အောက်မှာ၄ထိပ်အဲ့ဒီ၄ထိပ်ကဒီက၄ထိပ်ဇာတ်က break ၄ဇာတ်တွေကရှင်းလိုက်ပြီအဲ့လိုဖြစ်ပြီเนาะဖြစ်သွားတဲ့ခါကျကြည့်အောင်အဲ့ဒီမှာဒီ6 9ရဲ့4ရဲ့9ထိပ်4 9ထိပ်4ထိပ်ခွန်လို့ပိတ်6 9ထိပ်4ထိပ်ခွန်လို့ပိတ်6 9ထိပ်4ထိပ်ခွန်လို့ပိတ်6အဲ့ဒီမှာသူ့ရဲ့နောက်ကကြာသေးသည်ခွန်လို့ခွန်လို့ပိတ်တာနဲ့ခွန်လို့ခါခွန်နဲ့ခွန်နဲ့4ခွန်လို့ပိတ်တာနဲ့ခွန်လို့ခါခွန်နဲ့ခွန်နဲ့4ခွန်လို့ပိတ်တာနဲ့ခွန်လို့ခါခွန်နဲ့ခွန်နဲ့4 အဲ့ဒီလိုဖြစ်ပြီးမှငါးရားပြန်ဖြည့်ကြရအောင်အဲ့ဒီမှဒီကြာသည့်ခွန်ခိုင်းအောင်မှခွန်လို့ထိတ်နောက်တစ်ခါရှစ်ထိတ်လာလိမ့်မယ်ခွန်ခိုင်းအောင်မှကရှစ်ထိတ်နောက်တစ်ခါကိုးထိတ်လာလိမ့်မယ်ခွန်ခိုင်းရဲ့နောက်မှကိုးထိတ်ဟွန်းခွန်ခိုင်းအောင်မှကိုးထိတ်ခွန်ခိုင်းအောင်မှရှစ်ထိတ်ခွန်ခိုင်းအောင်မှခွန်ထိတ်စီနီယံခွန်ထိတ်ရှစ်ထိတ်ကိုးထိတ်အဲ့ဒီမှခွန်ထိတ်ရဲ့အောင်မှရှစ်ပိတ်ရှစ်ထိတ်ရဲ့အောင်မှခွန်ပိတ်ကိုးထိတ်ရဲ့အောင်မှငါးပိတ်၆ပိတ်၆ပိတ် ခွန်ပိတ်၈ပိတ်ထိတ်စီနီယံအပိတ်စီနီယံခွန်ထိတ်၈ထိတ်၉ထိတ်၆ပိတ်ခွန်ပိတ်၈ပိတ်ဘာကြောင့်ပိတ်လဲဒီ၅ထိတ်ကိုเนาะ၅ထိတ်ကိုဖြီးတာခွန်နဲ့ခွန်နဲ့ရှင်းနဲ့ဒီ၅လို့ဖြုတ်တယ်ရှင်းနဲ့ခွန်နဲ့ဒီ၅လို့ဖြုတ်တယ်ကိုနဲ့၆နဲ့ဒီ၅လို့ကစားတယ်အဲ့မှာရှင်းစရာကြံတဲ့အခါကျအဲ့ဒီမှာဒီခွန်ခန်းကနေထိတ်နဲ့ပိတ်နဲ့ရှင်းတက်လို့ခါတာနဲ့အဲ့ဒီထိတ်နဲ့ပိတ်နဲ့ရှင်းဒီထိတ်နဲ့ပိတ်နဲ့ရှင်းလို့ရိုက်တာနဲ့ခွန်နာက၃เนาะ ဒီခွန်ခါရဲ့ဆောင်မှာထိတ်နဲ့ပိတ်နဲ့ရှစ်တက်လို့ပိတ်တယ်အဲ့ဒီထိတ်နဲ့ပိတ်တဲ့ရှစ်ကနေရည်ပြလိုက်တော့ထိတ်နဲ့ပိတ်နဲ့ရှစ်ကိုဒီမှာကနောက်ပေါင်းသည်3အဲ့ဒီနောက်ပေါင်း3ဒီဒီ၄ပိတ်က၄ပိတ်ဟုတ်လားအဲ့ဒီမှာခွန်ခါရဲ့နောက်မှာထိတ်နဲ့ပိတ်နဲ့ရှစ်အဲ့မှာနှစ်လို့ပိတ်အဲ့ဒီထိတ်နဲ့ပိတ်နဲ့ရှစ်ကိုထိတ်နဲ့ပိတ်နဲ့ရှစ်လို့ဖြစ်တာနဲ့နောက်ပေါင်း3အဲ့ဒီနောက်ပေါင်း3ဒီဒီ3ပိတ်က3ပိတ်ခွန်ခါရဲ့နောက်မှာထိတ်နဲ့ပိတ်နဲ့ရှစ်အဲ့ဒီမှာ3လို့ပိတ်အဲ့ဒီရှစ်ကနေထိတ်နဲ့ပိတ်နဲ့ရှစ်တန်းနဲ့ဒီနေရာမှာနောက်ပေါင်း3ဒီဒီ3ပိတ်က3ပိတ်လို့ရိုက်တယ်အဲ့လိုဖြစ်ပြီးမှနောက်ပေါင်း3ရဲ့အောက်မှာ ငါလိုထိတ်ငါလိုထိတ်ငါလိုထိတ်သုံးလိုထိတ်ထိတ်သုံးလုံးသုံးရိုက်တယ်။နောက်ပေါင်းသုံးရင်အောက်မှာရှစ်လိုထိတ်ကိုးလိုထိတ်ခြောက်လိုထိတ်ထိတ်သုံးလုံးသုံးရိုက်တယ်။ဟိုကသုံးထိတ်မှု။နောက်ပေါင်းသုံးရင်အောက်မှာလေးလိုထိတ်ခြောက်လိုထိတ်သုံးလိုထိတ်လေးခြောက်သုံးဒီသုံးလိုရိုက်တယ်။အဲ့ဒါကြောင့်ဒီကြာသည့်ပြီးခဲ့တဲ့ဘက်ကရှစ်ကိုးလေးဆိုတဲ့ကဏ္ဍဒီအဲ့ဒီကြာသည့်ဒီမှာနှလုံးပေါင်းသုံးဖြစ်တယ်။နှလုံးပေါင်းသုံးဖြစ်တယ်။အဲ့ဒီနေရာမှာနှလုံးသပေါင်းသုံးမဖြစ်အကုန်ဆိုတာဒါကိုပြပြတာ။နော်။ထိတ်သုံးလုံးသုံးလို့ဖြစ်တာလေဒီကလာတဲ့၃၅ရဲ့၄ရဲ့၂ရဲ့၄ရဲ့ခါရဲ့ နှစ်ခါရဲ့လေးခါရဲ့ခွန်ခါရဲ့သုံးဖြစ်တဲ့ခွန်ခါရဲ့တစ်ခါရဲ့ငါးခါရဲ့သုံးဖြစ်တဲ့ခွန်ခါရဲ့ကိုးခါရဲ့ခွန်ခါရဲ့သုံးဖြစ်တဲ့ဒါဆိုစစ်ခွန်မှာမဆိုရင်ခွန်ခါရဲ့နှစ်ခါရဲ့လေးခါမှသုံးဖြစ်မယ်ဒါဆိုရင်ဒီ6ပိတ်တစ်ချေကျန်တော့ဒီ6ပိတ်ကနေတပင်တပင်သုံးပင်လေးပင်ငါးပင်6ပင်ခွန်နှစ်ပင်မှ9လို့ပိတ်1လို့ပိတ်3ညလို့ပိတ်9 1 3ညဒီ6လို့ဖြုတ်တယ်ဒီ6ပိတ်ကနေတပင်တပင်3ပင်4ပင်5ပင်6ပင်9ပင်မှ1လို့ပိတ်1လို့ပိတ်1လို့ပိတ်1 1 1ဒီ6ဖြစ်တယ် နော်ဒီ6ဘိတ်6ဘိတ်ဒီ6ဘိတ်ကနေတနေ့နေ့နေ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့မှာ5လို့ဘိတ်1လို့ဘိတ်3ညလို့ဘိတ်အဘိတ်3လုံး6နဲ့ခါတော်လုံး3ထည့်နေတယ်ဒီ6ဘိတ်ကနေတနေ့နေ့နေ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့နှစ်လို့ဘိတ်နှစ်လို့ဘိတ်နှစ်လို့ဘိတ်နှစ်3လုံးနှစ်3လေး6အဘိတ်3လုံး6နဲ့ခါတော်လုံး3ထည့်တာတွေ့တယ်ဒီ6ဘိတ်ကနေမရည်တော့ဘူးခွန်လို့ဘိတ်3လို့ဘိတ်6ဘိတ်အဲ့ဒီမှာ64ခါတော်လုံး3မှာဆို4ကနော်ပြန်ပြောမယ့် အဲ6ပိတ်လေးထိပ်အဲ6ပိတ်ကနေမရည်ဘူးဗျာ9ရဲ့1ရဲ့3ရဲ့6တဲ့ခါတော်လုံးသုံးထည့်ကစားတဲ့ဒီ6ပိတ်ကနေ2ရဲ့2ရဲ့2ရဲ့6ဖြစ်တဲ့ခါတော်လုံးက9ရဲ့9ရဲ့9ရဲ့သုံးထည့်တဲ့ဒီ6ပိတ်ကနေ9ရဲ့3ရဲ့ဆို6ပိတ်မဲ့ခါတော်လုံးသုံးမဲ့ဆိုရင်4600ရပြီအတွေ့အဲ့ကြတော့သူကြာသေးရအဲ့9ကြောင့်9တလုံးထည့်ကစားတဲ့ရော့အမွေကနန်းဒါပဲမောတယ် ဒါပဲနှလုံးကမပေါက်သေးရှင်းနေတော့ရှင်းရှင်းလေးပဲအဲအကြောင်းဖရိနဲ့ကင်တာပဲအဲမွေးကနန်းခမယောက်ထိုးနေကြလို့ပြရတာဒါပေမဲ့အဲကောင်ပြသေးရကိုကခွန်လေးချောက်အဲ့မို့လားအဲ့ဒါဒီဖရိကအဲ့ကြမှာကဲမောပြီကကျုံမှန်ပါလေလဲပြောပြီးပြီအဲ့ဒါလဲကျုပ်ကတင်ခွက်ပြင်းပြင်းမယ်မပြင်းမပြေဘူးအပီးသုံးရင်သုံးမယ်မသုံးရင်မသုံးဘူးဒါပဲလိုင်းစင်းပြီနော်